ရွယ်ရွယ်ငပယ်ထုတ်လေးရတော့စားခြင်းစရာအရန်ကိုမကောင်းတာပါပဲရှင်။ Hello အားလုံးဝမ်းမြူလာပါရှင်။ဒီနေ့ကတော့ရွယ်ရွယ်နဲ့ငပယ်ထုတ်လေးချက်စားပါမယ်ရှင်။အရန်စားကောင်းတဲ့ဟင်းလေးတစ်မျိုးပေါ့နော်။အရင်ဆုံးဟင်းအနှစ်အတွက်ကိုမြို့သီးစိတ်မှုထဲကိုလီတာရဲစုံဖြူရဲစုံနေရဲခြေနေကိုညက်နေအောင်ထောင်းလိုက်ပါမယ်ရှင်။ ညူသီးနှစ်တွဲရပြီဆိုလို့ရှိရင်တော့ဒီထောင်းထားတဲ့ညူသီးနှစ်လေးတွေကိုဖယ်ပြီးတော့ကျမတို့ငဖယ်ဖို့ပေါ့နော်ညူစုံလေးတွေမှာအနည်းငယ်တော့စွာပြီးလိုက်ပါမယ်ရှင်ဒီငဖယ်ကတော့ချိုးမုံနဲ့ငပြားကြီးနေပြီးနှက်ထားပြီးသားလေးပေါ့နော်အဲ့တော့ရတာနဲ့နှက်ထားတဲ့ငဖယ်လေးကိုကျမတို့ရုပ်စုံနဲ့မှထည့်ပြီးတော့အနည်းငယ်လောက်စွာပေးလိုက်ပါမယ်ရှင်။ ကျွန်တော်တို့ရုပ်စုံနဲ့မထည့်ပဲနဲ့ရွေးရွေတဲ့ကိုတခါတည်းထည့်လိုက်ရတယ်ပေါ့နော်ဒီစားမရှိပါဘူးရှင်ကျွန်တော်တို့ကတော့မြူသီးထောင်းထားတဲ့စုံလေးတွေကိုမြူသီးတွေဖယ်ပြီးတော့ငဖယ်လေးကိုနင်းငင်လောက်ဆွာလိုက်ပါတယ်ပြီးွားရင်တော့တန်ရှင်းစင်ချေအောင်စီချောထားတဲ့ရွေးရွေလေးတွေထဲမှာကျွန်တော်တို့ငဖယ်ကိုကိုစိတ်ချိုင်းမြင်းပြီးစိတ်ချိုင်းပုံစံလေးတွေထုတ်လိုက်ပါမယ်ရှင် ကျမတို့ကတော့အိမ်မှာငဖေရွေးရွေးချက်ဆိုင်ဒီလိုလေးပဲလိမ့်နေကြမို့လို့ပေါ့နော်ဒီတိုင်းလေးပဲလိမ့်လိုက်ပါရရှင်အရန်ကိုမှရွေးရှင်ပါရရှင်ကျမတို့ရွေးရွေးရွေးတဲ့ကိုငဖေလေးနေတော်လေးထည့်ပြီးတော့လိမ့်လိမ့်သွားပေးလိုက်မယ်ပေါ့ရိုးတန်လေးတွေကမာနေတဲ့ခါကျရင်လိမ့်လို့မရတဲ့နေရာလေးကြတယ်ရှင်ကျမတို့ရိုးတန်လေးတွေကိုချိုးပြီးတော့လိမ့်လိုက်လို့ရပါရရှင်ပိုနေတဲ့ရွေးရွေးရွေးလေးတွေကတော့ကျမကကြည်လေးနဲ့ကြိုက်ထားလိုက်ပါရရှင်အိမ်ကရွေးရွေးရွေးဆိုကြိုက်တဲ့ခါကျတော့လေရွေးရွေးရွေးတွေကိုအကောင်အောင်သုံးလိုက်ပါမယ်ရှင် အဲ့တော့စီတဲကိုဆွေးနွေးမှုလေးထည့်ပြီးတော့ကျွန်တော်ခုနထောင်းလာတဲ့မြုပ်သီးနှစ်လေးကိုမြုပ်သီးနှစ်ပျောက်သွားတဲ့အနေထားလောက်ထိချက်သွားပြီးလိုက်ပါမယ်ရှင်။ဒီရွဲရွဲငပယ်ဟင်းလေးရလေးထမင်းစားလို့လည်းမိန်နဲ့အရန်လဲစားလို့ကောင်းတယ်။ပြီးတော့ချက်ရတာလည်းအရန်ကိုမှလွယ်ကူမျက်စံမနေပေါ့နော်။ အလုပ်တွေမရှုပ်ပဲနဲ့ကိုလွယ်လွယ်ကူကူမြင်မြတ်ဆက်ဆက်နဲ့ရမ်းစားလို့ကောင်းတယ်ထမင်းမိစီတဲ့ဟင်းလေးတစ်ခွက်ပါပဲရှင်။ရက်စမန်တို့ဒီမြို့သီးနှံလေးပြောက်သွားအောင်ဒီပါဝင်ပစ္စည်းလေးတွေကိုစိန်ပြေနေပြီနဲ့ချက်ရင်နဲ့မြို့သီးနှံလေးပြောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့ငဖေးထုတ်ကလေးတွေကိုငဖေးရုပ်ရည်ထုတ်လေးတွေကိုပေါ့နော်။အိုးတဲကိုတည်တည်ချာချာအစီလေးထည့်လိုက်ပါမယ်ရှင်။အဲကျွန်တော်တို့လိတ်ထားတဲ့အလေးကလေးတွေပြီမသွားအောင်တည်တည်ချာချာလေးညီညီလေးစီပြီးတော့ထည့်သွားလိုက်ပါမယ်ရှင်။ ကျွန်တော်တို့ကဘာတုတ်တန်နေမှလည်းမထိုးတာဘူးပေါ့နော်မထိုးရတဲ့ခါကျတော့သူ့အလေးလေးတိုင်းကိုပဲပုံမပြတ်စီဖို့အတွက်ညင်ညာလေးစီပြီးတော့ညင်သာစွာနဲ့ပဲချက်ရမှာပေါ့နော်အရန်ကြီးမှွေလို့ပြုလို့မကောင်းပါဘူးရှင်မတို့ကျွန်တော်တို့ကလိတ်ထားတဲ့နေရာမှာသူ့ဖက်ရွက်ကိုပဲသုံးပြီးတော့လိတ်ထားတဲ့အတွက်ကြောက်ပါရှင် အဲ့တော့ငဖယ်ထုပ်လေးတွေထည့်ပြီးပြီဆိုတော့ဖုန်းလေးအုပ်ပြီးချက်သွားလိုက်ပါမယ်။အဲ့ကျွန်တော်ကကုနာကကြီးနဲ့ကြိုက်ထားတဲ့ရွယ်ရွယ်လေးတွေထည့်ဖို့မိသွားတယ်ပေါ့နော်။တကယ်ဖုန်းပြန်ဖွင့်ပြီးပြန်ထည့်လိုက်ပါရရှင်။အဲ့တော့ရွယ်ရွယ်ကကြီးနဲ့ကြိုက်ထားတာလေးတွေထည့်ပြီးွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့စူပွက်လာတဲ့အနေထားလောက်ထိချက်သွားပြီးလိုက်ပါမယ်ရှင်။ဒီရွယ်ရွယ်ကလေကျွန်တော်ကျမ်းမာရေးနဲ့လည်းအရန်ညညွတ်တယ်ပြီးွားတော့ဟင်းချက်တဲ့နေရာမှာသုံးတာပဲဖြစ်ဖြစ်ရည်နွေးလေးနဲ့ပြုတ်ပြီးတော့ပေါ့နော်တူးစရာအနေနဲ့ပြုတ်တူတာပဲဖြစ်ဖြစ်အရန်ကိုမှစားလို့ကောင်းတယ်ပေါ့နော်။ ကျွန်တော်တို့အိမ်ကတော့ဒီရွက်ယူရဲဆိုတအားကိုကြိုက်တတ်ပါပဲရှင်။အဲ့တော့နေငယ်လေးတော့စူပွက်လာပြီပေါ့နော်ကျွန်တော်တို့အရင်လေးမှွေလို့မရဘူးပေါ့နော်သူနေငယ်လေးပဲဟိုရွှေတီရှူလေးပဲလုပ်လို့ရပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့လိတ်ထားတယ်ဒီငဖယ်ထုတ်ကလေးပေါ့နော်ပြတ်ပုံပြတ်သွားမှဖြစ်ဆိုတာကြောင့်ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲမှွေထားပါတယ်ရှင်။အဲ့ကျမတို့ဖုံးအုပ်ပြီးတော့ချက်သွားလိုက်တာအခုဆိုလို့ရှင်စူပွက်လာပြီပေါ့နော်ရွယ်ရွယ်လေးတွေကလည်းအရောင်တွေလုံးဝပြောင်းသွားပါပြီအဲ့ဒါဆိုလို့ရှင်နော်မကြီးကြီးလေးထည့်လိုက်ပဲပေါ့နော် ကြီးရေလေးတွေလှန်လှန်ဆက်ဆက်ဖြစ်သွားစီဘူးတော့ဖြည်းဖြည်းသက်သာလေးတော့မှုေသွားပေးရပါတယ်ရှင်။အရသာလေးတွေလှန်လှန်ဆက်ဆက်ဖြစ်အောင်မှုေသွားရင်လည်းကျမတို့တွေအရသာနေနေရတော့ငံပြာကြီးနဲ့အချိုမုတ်ထည့်လိုက်ပါမယ်ရှင်။ငံပြာရင်နဲ့အချိုမုတ်ထည့်ပြွားပြီဆိုလို့ရှိရင်တော့အနေငယ်လေးပေါ့နော်ရေလေးခန်းသွားတဲ့အနေထားလောက်ထိကိုဖြည်းဖြည်းချင်းမှွေပြီးတော့ပေါ့နော်ကျမတို့ဖုံးလေးအုပ်ပြီးတော့ချက်လိုက်ပါမယ်ရှင် ကျမတို့ကနည်းနည်းစီပြန်တဲ့အနေထားလောက်ဒီစားချင်တာဖြစ်တဲ့အခါကျတော့လေဒီမကြီးကြီးလေးတွေခံသွားတဲ့အနေထားလောက်ဒီကို ကျမတို့ချက်ပေးသွားလိုက်ပါမယ်ရှင် ကဲခုဆိုလို့ရှိရင်တော့ငဖယ်ရွေးရွေးထုတ်လေးရတော့စားဖို့အဆင်ပြေဖြစ်နေပါပြီရှင်။အရန်ကိုမှအရသာရှိပြီးအရန်ကိုမှစားလို့ကောင်းတယ်။ငဖယ်ရွေးရွေးလေးလာတော့ရပါပြီရှင်။ကျမရဲ့ဗီဒီယိုလေးတွေကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တဦးတယောက်စင်စရိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါဦးလို့တောင်းဆိုပါတယ်နော်။နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။